တန်ရွင်းຫນွေဦးစာ2021 February 1ရက်မှာ အာနာသိမ့်လိုက်ကြောင်းစစ်တပ်ရဲ့ကြီးညာခြင်းနဲ့အတူဒေါင်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်အပါအဝင်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကဦးဆောင်သူတွေနိုင်ငံရေးကောင်းဆောင်တွေကိုစစ်တပ်ကဖမ်းဆီးထိန်းသိမ်းလိုက်တဲ့တရင်တွေလည်းဇက်တိုက်ဆိုသလိုထွက်ပေါ်လာခဲ့တယ်။စစ်တပ်အာဏာသိမ်းလိုက်တဲ့ဆိုတဲ့တရင်ထွက်လာပြီးတဲ့နောက်မှာရန်ကုန်မြို့ကပြည်သူတချို့ဟာဈေးဝယ်စင်တာတွေစံဆိုင်တွေမှာစားတောက်ကုန်တွေကိုအလူရွက်ဝယ်ယူကြတယ် ATM ငွေထုတ်ဆက်တွေဘဏ်တွေမှာဆိုရင်လဲငွေထုတ်သူတွေတန်းစီကုန်ကြတယ်။တိုင်းပြည်ရဲ့အခြေအနေဟာရုတ်တရက်ကြီးကိုပြောင်းလဲသွားတာပါ။ February 2ရက်မှာ88ကျောင်းသားကောင်းဆောင်ကိုမင်းကိုနိုင်ကလက်နက်ရှိရုံနဲ့အစိုးရလိုမိမိကိုယ်ကိုကြီးညာနေတဲ့စစ်အာဏာရှင်ကိုအတိအမှန်မပြုမပူပေါင်းမဆောင်ရွက်ခြင်းနဲ့စတင်တော်လှန်ကြဖို့အတိပေးပြောဆိုလိုက်ပါတယ်။အဲ့ဒီနေ့မှာပဲမြမပြည်အနှံ့ကကျောင်းသားတမက်ကပေါင်းဆောင်ကလည်း စစ်တပ်အာဏာသိမ်းခြင်းကိုဆန့်ကျင်ကြောင်းပြည်သူတွေတမုန်းတီးကန့်ကွက်ကြဖို့ထုတ်ပြန်ချက်တွေထုတ်ပြန်ခဲ့ကြတယ်။ဖေဖော်ဝါရီ3ရက်မှာစစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်းနဲ့စစ်အာဏာသိမ်းမှုအောက်မှာအလုံးမလုံးလူကြောင်း Civil Disobedience Movement Campaign လှုပ်ရှားမှုကိုကျမ်းမာရေးဌာနကဆရာဝန်သူနာပြူတွေကစတင်ခဲ့ကြတယ်။အဲ့ဒီနောက်မှာအစိုးရဝန်ကြီးဌာနကအစိုးရဝန်ထမ်းတွေဟာစစ်တပ်အာဏာသိမ်းမှုစန့်ကျင်ရေးလှုပ်ရှားမှုတွေကိုဇက်တိုက်ဆိုသလိုပြုလုပ်လာခဲ့ကြတယ် ဖေဖော်ဝါရီ၄ရက်မှာမန္တလေးမှာစစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြမှုတစ်ခုစတင်ခဲ့ကြတယ်။ဖေဖော်ဝါရီ၅ရက်မှာတဝဲပဲခူးနေပြည်တော်ပြည်မနာမြို့တွေမှာလူမှုတွေဟာဆန်ကယ်တွေနဲ့လမ်းမော်ထွက်ဆန္ဒပြတာတွေတစနဲ့တစပြုလုပ်လာကြတယ်။ဖေဖော်ဝါရီ၆ရက်မှာတော့ရန်ကုန်မြို့လယ်တန်းမှာစစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ရေးကန့်ကွက်ဆန္ဒပြမှုစတင်ခဲ့ကြပါတော့တယ်။ဆန္ဒပြမှုမှာပါဝင်ကြသူတွေဟာစစ်အာဏာရှင်စနစ်ကြဆုံးပါစီဆိုတဲ့ကြွေးကြော်သံတွေနဲ့အတူ လက်သုံးချောင်းထောင်ကလမ်းပေါ်ထွက်ခဲ့ကြတယ်။အဲ့ဒီနောက်မှာတော့စစ်အာဏာရှင်စန့်ကျင်ရေးလှုပ်ရှားမှုတွေဟာရန်ကုန်မြို့အနှံ့ဇက်တိုက်ဆိုသလိုကျယ်ပြန့်လာခဲ့တယ်။မြန်မာနိုင်ငံရဲ့မြို့ကြီးတွေမှာလည်းပြည်သူတွေဟာလမ်းပေါ်ထွက်လာခဲ့ကြတယ်။ညဘက်တမုံတီးလှုပ်ရှားမှုကလည်းမြန်မာပြည်အနှံ့အကျယ်လောင်ဆုံးဖြစ်နေခဲ့တယ်။တမုံတီးတန်တွေဟာနယ်မြို့ငယ်လေးဖြစ်တဲ့တန်တွင်းမြို့မှာလည်းညစဉ်ညတိုင်းကြားလာရတယ်။ဒါပေမဲ့လမ်းမော်ထွက်ဆန္ဒပြဖို့ကတော့မြို့ကြီးတွေကိုအားကျနေုံများသာရှိပြီး ကိုယ်တိုင်နိုးထနိုင်မှုတော့အင်အားမရှိသေးတဲ့အခြေအနေပါဘသူမှမထွက်ကြဘူးလားဘသူတွေလုံးမှာလဲတန်ရွှဲမျိုးဟာတတိမရှိကြပါဘူးစတဲ့ဝေဖန်တန်တွေကတော့ညံလို့လာပါတယ်နိုင်ငံရေးနိုးကြတဲ့တန်ရွှဲလူငယ်တို့ကြားမှာတော့တန်ရွှဲလူတို့ဘာလုပ်ကြမလဲဆိုတဲ့မေးခွန်းတွေထုတ်လာကြတယ်2024တကောင်စင်းအရာတန်ရွှဲမျိုးနယ်မှာလူဦးရေ33000ကျော်ရှိတယ်ကြီးရွာတွေမှာပါပဲမျိုးပေါ်လူဦးရေပဲဆိုရင်33000ကျော်ရှိတယ် တန်တန်းမျိုးဟာအစိုးရရုံးဆိုင်ရာမျိုးလူမျိုးပေါင်းစုံရှိတယ်။ကိုယ်ကိုယုံကြည်မှုစုံလင်နေ။ယုံကြည်ရာပါတီအသီးသီးလည်းရှိကြတယ်။မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုထောက်ခံသူတွေလည်းပေါများသလိုအစိုးရရုံးဆိုင်ရာမျိုးဖြစ်တဲ့အတွက်စစ်တပ်ထောက်ခံတဲ့ကြံ့ခိုင်ရေးပါတီအမကန်တွေလည်းမရှိအောင်ဒီတိုင်းပဲရခိုင်ပြည်ဖြစ်တဲ့အလျောက်ရခိုင်တိုင်းရင်းသားပါတီတွေလည်းရှိတယ်။ရခိုင်ပါတီမှ၃လေးခုလောက်ကိုရှိတာ။အလားတူတန်ရွှဲမျိုးမှာ မထင်မရှားဖြစ်တဲ့နှင်းစီပါတီဝင်တွေလည်းရှိတယ်။ဒီနေရာမှာအထူးပြုပြီးထပ်ပြောရရင်ဘဲပါတီကိုမှမထောက်ခံပဲရခိုင်တိုင်းရင်းသားအရေးချုံတို့လိုလိုမျိုးသားရေးအရေးချုံတို့လိုလိုနဲ့စစ်တပ်ကိုလုံးစုံထောက်ခံပြီးကိုကြိုးရှာနေတဲ့သူတွေလည်းရှိတယ်။အဲ့ဒီလူတစုဟာစစ်တပ်အတွက်ကိုကြိုးအတွက်ဆိုရင်မြို့ဖြတ်ပြီးလူမျိုးပါချနှင်းပစ်မယ်ဆိုတဲ့လူတစုအဲ့ဒီလူကိုကြိုးသမားတွေလည်းရှိတယ်။တန်ရွေးရဲ့နိုင်ငံရေးရေကန်ကြီးကန်ကဒီလူအခင်းချင်းရှိလို့စစ်တပ်အာဏာသိမ်းမှုဖြစ်တဲ့အခါ ချက်ချင်းကြီးတုံ့ပြန်နိုင်မလွယ်ကူအဖြူမဲမသေးခွဲပြီးတော့မြို့ကြီးပြကြီးတွေကိုစောင့်ကြည့်နေရတဲ့အချိန်မှာ နေမျိုးတစ်ခုအနေနဲ့ချက်ချင်းကြီးမတုံ့ပြန်နိုင်တာကလည်းသဘာဝကျတယ်လို့ဆိုရမယ်။ဒါပေမဲ့စစ်တပ်အာဏာသိမ်းမှုနဲ့စစ်အာဏာရှင်စနစ်ကိုယုံရှာကြတဲ့တန်ရွှဲမျိုးလူတို့ရဲ့ခံစားမှုတွေဟာရင်ဘတ်ထဲကနေတဆင့်မျက်နှာတွေပေါ်ရောက်လာကြတယ်။လူတွေရဲ့မျက်နှာတွေပေါ်မှာမြင်နေရတယ်။လူတွေရဲ့အပြောဆိုတွေမှာကြားနေရတယ်။ ဒါကြောင့်မျိုးပေါ်မှာတခုခုဖြစ်တော့မယ်ဆိုတဲ့အတီကိုခန်းစားမိလာတယ်။တ냐နေတော့မိစေတယောက်ကျွန်တော်စီကိုရောက်လာတယ်။မျိုးမှာဇန်နာပြဖို့စီစဉ်နေကြတဲ့အကြောင်းနဲ့အဲ့ဒီအကြောင်းတွေကိုဆွေးနွေးနေကြတဲ့ Facebook group တွေကိုဝင်မလားဆိုတဲ့အကြောင်းလာပြောတယ်။သူ့ရဲ့တင်စကားကြောင့်ကျွန်တော်ဝမ်းသာသွားတယ်။မယုံနိုင်ဖြစ်ပြီးတကယ်ကြီးလားလို့မေးမိတယ်။သူပြောတာတွေကိုနားထောင်ရင်ကျွန်တော်စိတ်လှုပ်ရှားနေမိတယ်။ လာပြောတဲ့သူကတတိငင်ငင်နဲ့လုံးမဲ့အစီအစဉ်တွေပြောပြတယ်။ပြီးတော့ Facebook group ထဲမှာတိုင်ပင်နေကြတဲ့အခြေအနေကိုရှင်းပြတယ်။အဲ့ဒီ group ထဲမှာ၃၄ယောက်လောက်ကဆန္ဒပြမယ့်အကြောင်းကိုပြောနေပြီ။မနေ့ပြန်ဆန္ဒထွက်ပြတော့မယ့်အကြောင်းကိုပြောနေပြီ။မနေ့ပြန်ဆိုတာ2021 February လ၈ရက်။တန်ရွှမ်းမျိုးရဲ့ February ၈ရက်။ဒီနေ့ဟာတန်ရွှမ်းမျိုးမှာစစ်တပ်အာဏာသိမ်းမှုကိုကန့်ကွက်ကြောင်းစစ်အာဏာရှင်စနစ်ကိုအလိုမရှိကြောင်းဆန္ဒပြမယ်နေ့။ မြမပြည်ကမျိုးကြီးအတီးတီးမှဆန္ဒပြနေကြပေမဲ့တန်တွဲမျိုးဘာလို့မှလဲလို့တမေးတဲ့မေးနေတဲ့မိကွန်းကိုအဖြေပေးရမယ်နေ့ဒီနေ့တကယ်လောက်ကြမှာလားအိယာကစောစောထပြီးကျွန်တော်မျိုးတဲကိုတပတ်ပတ်ကြည့်လိုက်တယ်လူတွေဟာပုံမှန်အတိုင်းပဲသွားလာနေကြတယ်မျိုးတဲလို့ခေါ်တဲ့တန်တွဲမျိုးဒါရဝတီဈေးအနီးဝန်းကျင်ဟာဘာမှထူးခြားမနေဘူးတကယ်ဆိုဆန္ဒပြမယ်တဲ့တင်ကိုအန်နာပိုင်ဆိုတဲ့သူတွေကယာပြီးသားဆိုတာမှန်းဆလို့ရတယ် အနည်းဆုံးတော့လုံညုံရေးအခြေအနေထူးခြားမှုရှိနိုင်တယ်။အခုကမြို့ဟာပုံမှန်အတိုင်းမှာဆန္ဒပြမယ်ဆိုတဲ့အချိန်ဟာမနှက်စင်နိုင်ရင်ကြောင့်မို့အချိန်စောနေသေးလို့လည်းဖြစ်နိုင်တယ်။ဒါကြောင့်အင်ကိုပြန်ပြီးမနှက်စင်နိုင်အားလုံးချင်းဆိုတာတဲ့အချိန်မှာ ကျွန်တော်ဈေးနှားကို နောက်တစ်ခေါက်ထပ်သွားလိုက်တယ်။ဈေးနှားမှာစမယ်ဆိုတာသိပေမဲ့ဘယ်နှားမှာဘယ်လိုပုံစံမျိုးနဲ့ထွက်လာမယ်ဆိုတာမသိတာနဲ့ရွှေနန်းစံတဲကိုကန်အရှိန်နှားမှာရက်ပြီးကြည်နေမိတယ်။ ရဲဆောင်ရတာကြားလာတဲ့အတွက်ဟူနာဒီနာလျှောက်ရင်တန်နှဲမျိုးတော်ခမ်းမအဟောင်းနာကိုရောက်သွားတယ်။ကိုလိုပဲဟူရဲဆောင်ဒီရဲဆောင်လုံနေကြလို့လားမသိ။လမ်းပေါ်မှာလူတွေဟာပုံမှန်ထက်ရှုပ်နေတယ်လို့ခံစားရတယ်။ဆန္ဒပြသူတွေဟာဘယ်ကနေထွက်လာကြမလဲ။ဘလို့ပုံစံနဲ့စားကြမှာလဲဆိုတာရင်တတိတ်နဲ့စောင့်ကြည့်နေမိတယ်။ဈေးနှာမှာလုံုံရေးရဲဝန်နှန်းရဲ့လို့မတွေ့ရပဲမနက်တိုင်းမြင်ရလေးရှိတဲ့ရင်းနှင်းရဲတွေကိုသာတွေ့ရတယ်။လူတွေဟာကိုဗစ်ကာလအလွန်ဆိုတော့ အားလုံးရဲ့မျက်နှာမှာ mask တွေနဲ့ပါကိုယ့်ရဲ့မိတ်ဆွေတွေကိုအလွယ်တကူသိရပြီမင်းမင်းနှီးတဲ့သူဆိုရင် တော်ရုံနဲ့ယူဖမ်းနိုင်မှုမလွယ်ပါဘူးဒီချိန်လေးဟာဆန္ဒပြမှုတွေအကောင်းဆုံးသောတိုက်ဆိုင်မှုဖြစ်နေတယ်တန်တဲ့မြို့တော်ခန်းမှာရှိအနော်ယထာလမ်းထိပ်စည်းတော့မှာကျွန်တော်ရက်ဆောင်နေချိန်အနက်ရောင်ဝမ်းဆက်မျက်နှာမှာပဝါအနက်ရောင်စီးထားတဲ့လူငယ်တယောက်ဈေးထဲကထွက်လာပြီးစကြတော့မလားတဲ့ရုတ်တရက်မှုအင်းစတော့မယ်လို့ပြန်ဖြေပြီးသူ့ကိုလိုက်ကြည့်မိတယ် အဲ့ဒီအချိန်တန်ရွှဲမျိုးသာသနာပေးမယ်ရှိနဲ့ခံကြောကြီးတပ်ဖွဲ့ဆိုင်ရှိလမ်းစုံအဝိုင်းလီနာကနေလူတွေဟာစုဝေးလိုက်ကြတယ်။ရှေ့ဆုံးကလူငယ်အမျိုးသားနှုတ်ကဆင်းရဲနာခြင်းစနစ်အလိုမရှိ We don't want a military dictatorship တန်ရွှဲမျိုးចောင်းသားចောင်းသူဟောင်းများလို့ရေးသားထားတဲ့ဖလိုင်းတစ်ခုကိုဂိုင်းထားကြတယ်။သူတို့ရဲ့အနောက်မှာလူငယ်တွေဟာမြမအလံတွေကိုစီဂိုင်းထားကြတယ်လို့လက်သုံးချောင်းကိုလည်းထောင်ထားကြတယ်။ ဆန္ဒပြလူငယ်တွေရဲ့ရင်ဘတ်မှာအနီရောင်ဖဲချိုးလေးတွေကတ်ထားကြတယ်။အာနာရှင်ကိုစန့်ကျင်ကြောင်းဆိုင်ပုတ်တွေကင်ထားကြတယ်။လူငယ်တွေဟာအယောင်သွေးစုံလင်စွာနဲ့ထွက်လာကြတာပါ။လမ်းပေါ်မှာလူစုပြီးဆထွက်ကလေးကပလတ်စတစ်ကြိုးကိုတန်းပြီးစီကန်းရှိရှိထွက်ခဲ့ကြတာပါ။အံ့ဩစရာကောင်းတာကအဲ့ဒီမိနစ်ပိုင်းလေးအတွင်းမှာဆန္ဒပြလူတန်းဟာယာချီသွားတယ်။မိနစ်ပိုင်းအတွင်းမှာဖြစ်သွားတဲ့လူတန်းကြီးဟာတိုက်ဆိုင်မှုမဟုတ်ဘူး။ အာနာရှင်ကိုယုံမုန်းခဲ့ကြတဲ့တန်ရဲသူတန်ရဲသားတဦးချင်းစီကကျူတင်ပြင်ဆင်ထားမှုအားကောင်းခဲ့ကြတာစီကံရှိခဲ့ကြတာဒီမိုကရေစီကိုလိုလားသူတွေရဲ့တာဝန်ယူမှုတာဝန်ခံမှုတက်သေးပြလိုက်တာလူသိရှင်ကြခေါ်စရာမလိုကားကြိုးဖို့မရှိဘူးအခါချင်းဝင်နဲ့မြှူစေစရာမလိုဓမ္မောက်တွေလည်းမဝေးခဲ့ဘူးတူညီကြတဲ့ရှင်ဘက်တွေတန်ရဲမျိုးတော်ခမ်းမရှိမှစူယုံရောက်ရှိလာကြတာ ယုံကြည်ချက်တူကြသူတွေကိုယုံကြည်စွာနဲ့လက်တွဲဖို့ဒီနေရာကိုရောက်လာကြတာစစောကရောင်းလဲရောင်းလဲလုံနေကြသူတွေဟာအဖွဲလိုက်အစုလိုက်လက်တွဲပြီးဆန္ဒပြလူတန်းကြီးမှာပူပေါင်းလိုက်ကြတယ်ထိတ်ဆုံးကဥဆောင်သူနှစ်ယောက်ဟာလူတန်းကြီးကိုဆောင်းရင်၄ယောက်တန်း၅ယောက်တန်းလူစီလိုက်ကြတယ်အဲ့ဒီလူတန်းကြီးဟာဘင်းနောင်လန်ထိတ်ဥပိုလ်လေးမောင်ရွှေဆိုင်ရှိဈေးတောင်ထိတ်ကနေစထွက်လာတဲ့သာသနာ့ဘိမှန်ရှိအထိပါ ပြည်တာနဲ့စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်းဆန္ဒပြကြတဲ့တန်ရွဲ့မျိုးပြည်သူတွေဟာဘရင်တော်လန်အတိုင်းငပလီကန်းခြေသွွာရဘက်ကိုခြေတက်ခဲ့ကြပါတော့တယ်။ဒေါ်ရော်ဒီတန်နေစီရှိကဖြတ်သွားတဲ့အခါရက်ကြည့်နေတဲ့ပြည်သူတွေဟာလက်ခုပ်တီးကြိုးဆိုကြတယ်။ခြေတက်ဆန္ဒပြသူတွေကလည်းကောင်းချီးပေးလက်ခုပ်ပြန်တီးပေးတာက လွဲလို့အားလုံးဟာစီကန့်ရှိအတန်မထွက်ပဲငင်းငန်းစွာဆန္ဒပြခဲ့ကြတယ်။ဘီယန်နော်လန်အတိုင်းခြေတက်လာတဲ့ဆန္ဒပြလူတန်းကြီးဟာ မားကလမ်းထိပ်အရောက်မှာ ရှေ့ကိုဆက်လက်မကြည့်တတ်တော့ပဲမားကလမ်းနောက်ကိုဝင်လိုက်ကြတယ်။ကြည့်တတ်ရလမ်းတစ်လျှောက်မှာလူတွေကထပ်ပြီးပူးပေါင်းခဲ့ကြတာကြောင့်ဆန္ဒပြလူတန်းကြီးဟာမားကလမ်းထိပ်ဟိုဘက်ထိပ်ဒီဘက်ထိပ်ကိုအပြည့်ဖြစ်သွားတယ်။လူကြီးပေါင်းတောင်းခနှန်းကတ်သွားလောက်တယ်။စစ်အာဏာသိမ်းမှုနဲ့အာဏာရှင်စနစ်ကိုမလိုလားကြောင်းဆန္ဒပြသူတွေထဲမှာတန်နှမ်းမျိုးအပြင်ငပလီတကျော်၊ဂျိတ်တော်၊မြပြင်းနဲ့အနီးနားကကြေးရတွေကလည်းလာရောက်ပူးပေါင်းခဲ့ကြတာပါ။ တန်ရဲလူတို့ဟာအထူးညီတယ်။လမ်းမော်ထွက်ချီတက်ကြသူတွေရှိသလိုအင်ရှိတွေလမ်းမေးတွေကလည်းရေဘူးအေးဘူးကန်းသူတွေကအလိုက်တဲ့အစင်တဲ့လူတန်းကြီးရဲ့ဘေးနဲ့အနောက်ဘက်မှာလည်းအမိုက်ကောက်သူတွေကလည်းအလိုက်တဲ့သူ့နေရာနဲ့သူတာဝန်ကိုစီယူကြတာတွေ့ရတယ်။မြို့သားနှုတ်ဦးဆောင်ချီတက်နေရာကနေမကလန်တဲ့အရောက်မှာအမျိုးသမီး၃ဦးကဆက်လက်ဦးဆောင်ချီတက်တယ်။ဦးအုပ်တော်မှလမ်းပေါ်ရောက်တော့စီပင်ယုံယုံကြီးနဲ့ကြံကြားရေးယုံဘက်ကိုဦးတည်ပြီး ဥဥတမလန်အတိုင်းဆက်သွားကြတယ်။စီပင်ယုံတန်နှွမ်းမြို့ခရိုင်ယုံမြို့နယ်ယုံရှိကနေခြေတက်ပြီးတန်နှွမ်းမြို့ပြန်ကြားရေးယုံအရှိရောက်မှာတော့တနက်ကင်ထားတဲ့လုံညုံကြီးရဲဝန်ထမ်းတွေကတန်းစီကစောင့်ဆိုင်နေကြတယ်။ဒီအခါရှေဆုံးကဥဆောင်နေတဲ့အမျိုးသမီးသုံးဦးနေရာမှာမူလကဥဆောင်သူအမျိုးသားနှစ်ဦးကပြန်လည်အစာထိုးဥဆောင်လိုက်ကြတယ်။တန်နှွမ်းပြန်ကြားရေးယုံရှိလမ်းပြီးမှာရဲကားတွေကိုရပ်ထားပြီးတနက်ကိုစီကင်ထားတဲ့အင်အား20ကျော်ရဲတပ်ဖွဲ့က လမ်းပိတ်ထားတာပါသူတို့ရဲ့နောက်မှာတနက်ကင်ထားတဲ့စစ်သားတချို့ကိုလည်းတွေ့ရတယ်ဒရာဝရီတရားထိတ်လမ်းဆုံမီပွိုင်းမှာလည်းလူတို့ကရက်ကြည့်နေကြတယ်ခြစ်တက်လာတဲ့ဇနပြလူအုပ်ကြီးကိုဆက်လက်မခြစ်တက်ဖို့နဲ့လူစုခွဲဖို့ရဲမှုတယောက်က တားမြစ်တယ်ဒီလိုလုံးလို့မရကြောင်းနဲ့တာဝန်အရတားမြစ်ရမယ်အကြောင်းပြောတယ်ပြေဆုံးကဥဆောင်သူတွေကလည်းစတင်စုဝေးရာနေရာရောက်တဲ့အခါလူစုခွဲမဲ့အကြောင်းပြောတယ် ရဲမှုကမရဘူးသာဘူးခန့်ညင်းတယ်။ပြီးတော့ဥဆောင်သူတွေကိုနာမည်တွေလိပ်စာတွေမေးပြီးမှတ်ထားလိုက်တယ်။အဲ့ဒီအခိုက်အတန့်ဟာချီတက်ဆန္ဒပြတဲ့လူလူကြီးအတွက်အရေးကြီးတဲ့အခိုက်အတန့်ပါ။လူညုံရဲရဲတွေစကားနားထောင်ပြီးအဲ့ဒီနေရာမှာလူစုခွဲလိုက်ရင်လူညုံရဲရဲတွေဘက်ကအသာရပြီးဆန္ဒပြလူအုပ်ကြီးကိုဘာမှမဟုတ်ပါဘူးကွာဆိုတာမျိုးဖြစ်သွားနိုင်တယ်။အဲ့လိုမဟုတ်ပဲဆန္ဒပြဥဆောင်သူတွေကမိမိတို့ရဲ့မူလစီစဉ်ထားတဲ့အတိုင်းဆောင်ရွက်ပြီးမှလူစုခွဲနိုင်မယ်ဆိုရင်တော့ ပထမဦးဆုံးနေမှာရည်ရွယ်ချက်ပြီးမြောက်အောင်မြင်တယ်လို့အမှတ်ယူပြီးနောက်ရက်တွေအတွက်ခွန်အားတွေဖြစ်စေနိုင်တယ်။လုံခြုံရေးရဲတွေကတနက်တွေနဲ့ရှေ့ကနေတန်းစီရက်ဆောင်နေပြီးဆက်လက်မချီတက်ဖို့နဲ့လူစုခွဲဖို့ကိုသာပြောတယ်။အဲတော့ဆန္နာပြလူတန်းကြီးအတွက်ဘာဆက်လုပ်မလဲဆိုတာကပြဿနာဖြစ်လာတယ်။ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့ရှင်းလင်းတဲ့ညွှန်ကြားမှုက အနောက်ဘက်ကလူအုပ်ကြီးကိုပြောဖို့လိုအပ်လာတယ်။တချို့ကဒီလောက်ဆိုရင်လုံလောက်ပြီလူစုခွဲလိုက်ကြဖို့လိုက်ပြောတယ် အများစုကလည်းမဖြစ်ဘူးရည်ရချက်အတိုင်းဆက်လက်ကြည့်တတ်ဖို့အဆိုပြုတယ်။ဒါပေမဲ့မူလရည်ရချက်ကဘာလဲဆိုတာကျွန်တော်တို့ကိုယ်တိုင်အဲ့ဒီအချိန်မှာမသိခဲ့ဘူး။မူလရည်ရချက်ကဘာဖြစ်တဲ့အတွက်ဘာဆက်လုပ်မယ်ဆိုတာမျိုးလိုက်ပြောတာလည်းမရှိဘူး။အဲ့ဒီအခါမူလကဥဆောင်နေတဲ့အမျိုးသားနှုတ်နေရာမှာနောက်ထပ်အမျိုးသမီးတွေအစားထိုးလာပြီးတော့ဆက်လက်ကြည့်တတ်ဖို့တောင်းဆိုတယ်။စာထုတ်ခဲ့တဲ့ခံညောကြီးတပ်ပုံဆိုင်ရှိလမ်းဆောင်ရောက်ရင်လူစုခွဲပေးမယ့်အကြောင်းဂရုပြုတောင်းဆိုလိုက်တယ်။ ဲ့ဒီအခါအနောက်ဘက်ကလူတို့ကလည်းအဲ့ဒီအတိုင်းထောက်ခံလိုက်ကြတယ်။ဒီအခါရာရှိလို့ထင်ရတဲ့စစ်သားတယောက်ဟာဖုန်းနဲ့ဆက်သွယ်စကားပြောရင်းမိဘဘက်ကိုထွက်သွားတာမြင်လိုက်ရတယ်။အဲ့ဒီနောက်သဘောတူညီချက်ရပြီးတန်းစီဆောင်ဆိုင်နေတဲ့တနက်ကိုင်းလူညုံကြီးရဲဝန်ထမ်းတွေအားလုံးဘေးဖယ်လမ်းဖွင့်ပေးလိုက်တယ်။ချီတက်ဆန္နာပြတဲ့လူတို့ဟာအားရဝမ်းသာလက်ခုပ်တီးပြီးဆက်လက်ချီတက်ကြတယ်။ပေးထားတဲ့ကြေးတိုင်းလမ်းဆောင်အရောက်မှာတောင်းဝန်တီးတီးနဲ့အတီးတီးလူစုခွဲလိုက်ကြတယ်။ အချိန်ကမွန်လိုက်တနိုင်ခွဲကျော်တနတ်မြို့ရဲ့စစ်အာဏာရှင်စန့်ကျင်ရေးဆန္ဒပြခဲ့ကြတဲ့ပထမဆုံးနေ့ဟာတွဲအလုံးမှာဆက်ကောင်းပါတယ်ဆိုတဲ့အတိုင်းလိုအပ်တဲ့အချိန်မှာအလုံးကဥဆောင်ပြီး လူရခီးဆုံးကိုဆက်လက်ချစ်တက်နိုင်ခဲ့ကြတယ်စစ်အာဏာရှင်စန့်ကျင်ရေးပထမဆုံးနေ့ဟာအောင်မြင်ခဲ့ကြတယ်အာဏာရှင်စနစ်စန့်ကျင်ရေးတမိုင်းမှာတန်ရဲသူတန်ရဲသားတွေမယိုင်းဘူးဆိုတာကိုတက်တည်ပြခဲ့ကြတယ်ဒီနေ့အောင်မြင်စွာချစ်တက်နိုင်ခဲ့တဲ့အတွက်မနှက်ဖြန်ကြံတေးကြမယ်ဆိုတာ အားလုံးရဲ့ရင်ပတ်ထဲမှာတူညီနေတဲ့ယုံကြည်ချက်တစ်ခုပါ။